ဘာကလုံးတလောင်းခွဲရဈေးများရလို့ထင်ရပေမဲ့ထင်းမှထည့်ထားတဲ့အသားဟိုပပလီနဲ့ထည့်ထည့်တာဖြစ်ပေမဲ့ဒီမှာကြည့်လိုက်လို့ရှိရင်လုံးဝအသားတွေကအပြည့်ပေါ့နော်ဒါကတော့ကျွန်တော်တို့ရဲ့အယောင်ကောင်းဆုံးတဲ့ classic လက်စမက်ရှ်ဘာဂါပါဟုတ်စားလိုက်လို့ရှိရင်သူများဘက်ကလည်းလုံးဝအရသာမတူသေးတာတော့ဒါကိုယ့်ဘက်ကဒါ granny ပေးနိုင်တယ်ပေါ့နော်ဒီမှာ ဘာခါကြိုက်တဲ့လူတွေဒီဇိုင်းလေးကိုလာပြီးတော့ try မှာလို့ဖိတ်ခေါ်ပါတော့เนาะ Congratulations မှာအများကြီးရောင်းရပါစေအများကြီးလည်းလာပြီးတော့အားပေးပါမယ် ငယ်ချင်းရဲ့ပွဲလေးလိုင်းအောင်အားပေးတာပေါ့နော်စိုင်လေးကဗိုက်လေးကအဲ့လိုမျိုးချစ်စရာလေးနော်ဒီငယ်ဆန်းဆန်းလေးနဲ့ချစ်ချစ်လေးလေးလေးနဲ့သူ့မြားလေးနဲ့သူအစင်တကြလေးဖြစ်နေတာပေါ့ဒါတော့ကမောင်လေးပေါ့နော်ဒါတော့မောင်လေးရဲ့တကယ်ချင်း Lawrence ဒါဒီဘက်ကကမောင်လေးညီညီပါဟုတ်ဟုတ်အဓိကဒီ Smash Burger လောက်တယ်ဆိုတော့ဒီ လက်စမတ်ဆိုပြီးတော့နာမည်ပေးပြတာပေါ့အာဒီမှာတော့ဒါမောင်လေးတွေတော့ဒါဒီဆိုင်နဲ့ပတ်သက်ပြီးတော့လုံးစုံအများကြီးပဲကိုကတော့ဒါကိုနိုင်တဲ့အပိုင်းလေးပေါ့အရာရာတော့ချိန်ရရာတော့ဝင်ပြီးလုပ်ပေးတာပေါ့ဟုတ်ဘာဂါရီကဟိုဒါကိုရိုင်းလောက်ထားတဲ့ homemade တွေဖြစ်တဲ့ sauce တွေအကုန်လုံးကကိုရိုင်းတေချာလောက်ထားတာဖြစ်တဲ့အတွက်ဘယ်သူနဲ့မှမတူတဲ့ဘာဂါဖြစ်မယ်လို့ပါတော့ဟိုကဒါဒီဝါထောက်ခံလို့ရပါတယ်ဗျာဟုတ်ဟုတ်ဒါတကယ်ချင်းနေဒါမောင်မားရဲ့တူတူလောက်တဲ့စီးပွားရေးပါပဲဟုတ်လူငယ်တွေတကုံတူတူလောက်တဲ့စီးပွားရေးဆိုတော့ဒါစ조사ရမှာပေါ့ဟုတ် ား large smash burger ပေါ့နော်အထဲမှာ double cheese ပေါ့နော်အသားကလည်းနှစ်ထပ်ထည့်ပေးထားတော့အရင် juicy ဖြစ်တယ်ပေါ့နော်ပုံမှန် burger နဲ့လုံးဝမတူဘူးပေါ့နော်ပုံမှန် burger ဆိုလို့ရှိရင်သူက salad ရွက်တွေခရမ်းညင်သီးတွေပါထည့်ထားဒီမှာကျအဲ့အရာတွေလုံးဝမပါဘူးပေါ့နော်ပြီးတော့ကြက်သွန်ကိုလည်းကြော်ပြီးထည့်ထားတာဖြစ်တဲ့အတွက်ဒါ salad လို့ရှိရင်သူများ burger နဲ့လုံးဝအရသာမတူသေးရတော့ဒါကိုယ့်ဘက်ကဒါ brandy ပေးနိုင်တယ်ပေါ့နော်အသားလေး ဟိုပပလေးနဲ့ထက်ထဲတာဖြစ်ပင်ပဲလေဒီမှာကြည့်လိုက်လို့ရှိရင်လုံးဝအသားတွေအပြည့်ပေါ့နော်စားလိုက်လို့ရှိရင်ပါမုတ်ကနဲပြီးတော့အဲ့လိုပဲဇက်ထဲမှာအသားတွေပဲဖြစ်တဲ့ feeling ပိုရတယ်နော် Lossmark ကဘာကဟိုအမဲသားလဲဆိုတုံးမှုရပြီးကြက်သားနဲ့ရပါပေါ့နော် Loss တွေတော့ဟိုဝက်သားတော့မရသေးဘူးပေါ့ဟုတ်အဲဘာကတော့တလောင်းခွဲရဈေးများရလို့ထင်ရပါမယ်အထင်မှထည့်ထားတဲ့အသားအထင်မှနှစ်ထပ်ထည့်ပေးတာ cheese ကလည်းနှစ်ထပ်ဆိုတဲ့အတွက်စားလိုက်လို့ရှိရင်တချို့တွေကတော့ပြောကြပါဘောနော်ပါမုတ်မျိုးနင်းကြီးစေချင်တယ်ဘောနော် site လေးအဲ့လိုမျိုးတော့ပြောကြရဆိုတော့ဒါ customer တွေပြောရဖြစ်ပဲဆိုတော့နည်းနည်းတော့ထည့်သွင်းစဉ်းစားရမှာဘောနော်ဒ ါဒီပါမုတ်ကိုပဲထက်ကြီးအောင်ပဲလုပ်မလားပေါ့နော်ဆိုတော့ဒါမဲ့လည်းတသောင်းခွင့်နဲ့တန်အောင်အထဲမှာပေးရအသားတကယ်ကိုများပါတယ်ဟိုစားကြည့်ရဲ့လူတွေစားပြည့်ရဲ့လူတွေလည်းသိမှာပါပေါ့နော်လုံးဝအသားအပြည့်ပဲပါမုတ်တောင်သေးနေလို့ထင်နေရဆိုတော့လေဟုတ်ပါကောင်အရန်ကြိုက်တာဟိုကဝေးချနေလို့အကုန်စားပြန်လိုက်ချင်တာတခိုင်းတော့စားမှုပါတော့ပြီးတော့မီနူးကလေးတွေကစားအဲ့လိုမျိုးအရန်မိုက်တယ်ချစ်စရာလေးလူငယ်ဆန်ဘိုးဆန်ဆန်လေး လည်းဒီကကိုရိုင်းလောက်တာ Lawrence ကိုရိုင်းပေါ့နော်သူကိုရိုင်းအသားကိုတေချာဝယ်ပြီးတော့ဒီသူ့ရဲ့အကျွတ်တွေရှိရတဲ့ဟာကိုရိုင်းတေချာလောက်ပြီးတော့မှကြိတ်ထားတဲ့အသားဖြစ်တဲ့အတွက်ဒါသူများနဲ့မတူတဲ့အသားဖြစ်မယ်ဆိုတော့ဟိုအားမခံရပါတယ်ဟုတ်ဒီဥစ္စာကတော့ကျွန်တော်တို့ရဲ့ classic burger ပေါ့နော် let's smash burger အသားနှစ်ချက်နဲ့ cheese နှစ်ချက်နဲ့ sauce နဲ့ဒီ pickle နဲ့ onion နဲ့ပါတယ်ပေါ့နော်တခြား burger တွေကတော့ဒီလိုမျိုး base ပဲဒါပေမဲ့အပေါ်မှာတခြား topping လေးတွေနည်းနည်းပိုများသွားတာပေါ့ဒါကတော့ကျွန်တော်တို့ရဲ့အယောင်ကောင်းဆုံးတဲ့ classic လက် smash burger ပါဟုတ်ဒီမှာတော့ဆိုင်ကအဲ့လောက်အကျဉ်းမို့ပြီးတော့ဘာဂါဆိုင်ဖြစ်တဲ့အတွက်အရင်အကြီးလက်နေရယူစရာမလိုဖြစ်တဲ့အတွက်လုံးဝဒီမှာ AC စစ်စစ်လေးနဲ့ Jensen Square မှာလာမယ်အလုံးလုံးတွေပင်မဲမယ်ဒီမှာ laptop လေးတစ်လုံးနဲ့ AC အနားယူပြီးတော့ဘာဂါလေးစားပြီးတော့ဟိုတေချာချေးလို့ရတဲ့ပုံစံမျိုးလေးလုပ်ထားပါတယ်အပြင်မှာကတော့ဟိုတကယ်ချင်းနဲ့လာရင်တော့ AC ထိုင်မှာတော့အထက်မှာ air con လေးနဲ့ထိုင်ရင်လည်းဆိုလို့ရှိရင်တော့အထက်မှာ AC ထိုင်ပြီးစားလို့ရပါတယ်ဟုတ် ူက less match ကဘာကဒီအထူးသဖြင့်အမဲသားပေါ့နော်အမဲသားဒီအထက်အသားကျွန်တော်တို့ဘယ်လိုပြောရမလဲကျွန်တော်ပုံမှန်စားနေကြပါကအသားပြားနဲ့လုံးဝမတူဘူးဆိုတော့ပြောချင်တယ်ဆိုဆိုင်မှာလာရောက်ပြီး try ကြည့်ပါပြောစားကြည့်ရတယ်လုံးဝအရသာကျွန်တော် signature ဖြစ်ပြီးတော့တက်တက်ကိုကွဲထွက်နေလိမ့်မယ်အဲ့တော့ယုံကြည်တယ်ဟုတ်ဆိုတော့ကျွန်တော်တို့ဒီဟာဘောက်ကောင်တာ setting နဲ့ပဲသွားရတာပေါ့ဟိုဟာနည်းနည်း diner လို့လို့ဘာလို့လို့ဘာဆိုတော့အမြန်အမြန်ဝင်ပြီးတော့စားပြီးတော့ တမ်းပြီးတော့ဟိုအထွက်လို့ရတယ် fast fast food လို့မျိုး design လေးလုပ်တာအပြင်မှာလည်း table တွေချတာအတွက်ဒီထဲမှာကြာ AC air con လေးနဲ့စားလို့ရပါတော့ဟိုအသီးအစစ်တွေနဲ့ဒါဖြိုထားတဲ့အိမ်လေးကိုအများကြီးပဲပေါ့နော်အစကိုကြိုက်တောက်ရှင်တဲ့ဟာနှမျိုးရောဆိုလို့ရှင်တဲ့ရောလို့ရဒီမှာဆိုလို့ရှိရင်ဟိုအကြိုက်ဆုံးကတော့ property နဲ့ coffee နဲ့ဆက်ထားတဲ့ဟာလေအဲ့ဒါလေးက favorite ပါနော် ကြဒါ elista ပေါ့နော်ဒါ papaya ဒီကကြတော့ mango ပေါ့ mango ကလည်းတောက်လိုက်တဲ့အချိန်မှာတကယ်အသီးဖြစ်ဖြစ်တဲ့အတွက်ပေါ့နော်ဘာမှမရောထားတဲ့အတွက်တောက်လိုက်လို့ရှင်တကယ်အသီးဟိုမှာအေးဖြော်ပြီးဟိုပြစ်ပြစ်လေးတောက်လိုက်ရတဲ့ feeling လေးရပါပေါ့နော် mango ဆိုလည်းအရင်ကြိုက်ပါတယ်ဒီမှာကိုရီးယားရှင်မှာအများကြီးရောင်းရပါသေးတယ်။အများကြီးလည်းလာပြီးတော့အားပေးပါမယ်။ဘာခါကြိုက်တဲ့လူတွေကဒီဇိုင်းလေးကိုလာပြီးတော့ try မှလို့ဖိတ်ခေါ်ပါတယ်နော်။ဆန်နယ်ဘက်က this much this much this much နာလုံးချိန်လိုက်တော့စားလိုက်စားလိုက်ကိုကအနုမညာလှုပ်လှုပ်နေပေမဲ့လူမုံများမှန်ကိုကမကြောက်ဘူးဘာလို့ဆိုတော့ကိုကိုကကောင်းတဲ့ review တွေပဲပေးခြင်းတယ်ဟိုဘက် review တွေရေးတာတင်တာမကောင်းတချို့ကပြောရဒါပေမဲ့ကိုကကိုတာမရဘူးရေးတယ်တင်နေပါဆိုကိုကိုကလည်း customer တယောက်နေနဲ့စားတာဖြစ်တဲ့အတွက်မကောင်းရင်မကောင်းဘူးကပြောတတ်တဲ့အကျင့်ရှိရပေါ့နော်ကိုဆိုင်အောင်လည်းအဲကောင်းရင်ကောင်းနဲ့မကောင်းရင်မကောင်းဘူးအဲ့လိုမျိုးလေး review လေးတွေတကယ် review အစ်စ်လေးတွေပေးစေချင်ပါရဲ့လို့ဟုတ်ဒါရောက်ပြီးအားပေးကြပါလို့ငါဖိတ်ခေါ်ချင်ပါရဲ့ရှင်ဟုတ်